လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှစတင်ကျင်းပမယ်။ရွေးကောက်ပွဲကာလများ၌ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေများကိုတွက်ဆ၍လုံခြုံရေးကောင်းမွန်အောင်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်၍တက်ဆိုင်ရာတိုင်းဟင်းသားလက်နက်ကိုင်ဖွဲ့စည်းများပူးပေါင်းပါဝင်ကြရန်မြန်မာနိုင်ငံသောယာယီတမရပူချုပ်မူကြီးမင်းအောင်လိုင်ကတိုက်တွန်းပြောကြားခဲ့ပါတယ်။အောက်တိုဘာလ15ရက်နေ့ကစနေပြည့်မြောက်ခဲ့ပြီဖြစ်တော့တနိုင်ကံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးတဘောတူစာချုပ် NCA နှစ်ပတ်လည်နေ့အခမ်းအနားမှာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ပါတယ် ရွေးကောက်ပွဲကျင်းပပြီးနောက်ရွေးကောက်ပွဲရလဒ်များအရာပေါ်ထွက်လာမယ့်အဆိုအရကိုဒီမိုကရေစီစံနှုန်းများနဲ့အညီနိုင်ငံတော်တာဝန်လွှဲပြောင်းနိုင်ရန်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကောင်းမိမိနိုင်ငံတော်တာဝန်ယူချိန်မှစ၍အခက်အခဲပေါင်းများစွာကြားမှာဦးစားပေးလှူဆောင်ရမယ့်အရာများကိုအစဉ်အလိုက်ချမှတ်ပြီးစူးစမ်းအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ကြောင်းဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတိုက်တွန်းပြောကြားခဲ့ပါတယ် တိုင်းရင်းသားများ၏ဆန္ဒနှင့်ရည်မှန်းချက်များကိုဒီမိုကရေစီနည်းလမ်းကြောင့်ဆောင်ရွက်ပေးနိုင်ရန်နိုင်ငံရေးစင်မြင့်ဖြစ်သောလွတ်တော်ထဲသို့အမျိုးသားတိုင်းရင်းသားကိုယ်စားလှယ်များစုံစုံညီညီရောက်ရှိမှသာလူမျိုးစုအလိုက်လိုအပ်ချက်များရည်မှန်းချက်များကိုပွင့်လင်းမြင်သာစွာဆွေးနွေးပြီးစုပေါင်းဆုံးဖြဲအကောင့်ထဲပေါ်နိုင်မည်ဖြစ်၍မိမိတို့ရဲ့အကျိုးစီးပွားကိုအမှန်တကယ်ဆောင်ရွက်တည်ဖို့ပေးနိုင်တဲ့မိမိလူမျိုးမိမိဒေသအပေါ်အလေးထားမဲ့ပုံကိုများကိုရွေးချယ်ရန်လိုအပ်သည်ဟုပို့ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ပါသည်။တိုင်းရင်းသားများနဲ့ပတ်သက်၍ တောင်းဆိုချက်များပြုလုပ်ရမှာနိုင်ငံရေးစင်မြင့်ဖြစ်တဲ့လွတ်တော်နိုင်ပြောခြင်းသည်အကောင်းဆုံးဖြစ်ပြီးရွေးကောက်ပွဲကျင်းပမယ်စနစ်များအားလုံးကိုနိုင်ငံရေးပါတီအားလုံးရဲ့သဘောတူညီချက်ဖြင့်သာလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကောင်းရွေးကောက်ပွဲဝင်ရန်စီရင်ပေးထားတဲ့ပါတီ58ပါတီရှိပြီးတနိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ရှင်ပြိုင်မိပါတီ6ပါတီတိုင်းနယ်ပြည်နယ်အလိုက်ဝင်ရောက်ရှင်ပြိုင်မိပါတီ52ပါတီရှိကြောင်းပိုချုပ်မူကြီးမင်းအောင်လိုင်ကပြောကြားခဲ့ပါတယ်ဝေရောက်ရှင်ပြရွေးချယ်ခံရမယ်ကိုစလဲလောင်9000ဦးကျော် ရှိ၍ ယခုကျင်းပမယ့်ရွေးကောက်ပွဲသည်အလွန်အားကောင်းသောရွေးကောက်ပွဲမြတ်တောင်အောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်လာမည်ကိုယုံကြည်ကြောင်းပိုချုပ်မူကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်ရွေးကောက်ပွဲအောင်ပထမအကြိမ်တွင်တရနှမျိုးနှင့်ဒုတိယအကြိမ်တွင်တရာမျိုးနယ်တို့၌ကျင်းပသွားမည်ဖြစ်ပြီးကြံမျိုးနယ်များအောင်တတိယအကြိမ်၌ကျင်းပမည်ဖြစ်အောင်ရွေးကောက်ပွဲမလုံနိုင်သည့်နေရာများ၌အစိုးရအသင်းနှင့် UEC တို့မှကြားဖြင့်ရွေးကောက်ပွဲပြုလုပ်ချိန်မှာဖြစ်စည်းဆောင်ရွက်ပေးနိုင်ရန်စီစဉ်စဉ်းစားထားရလို့ပို့ချုပ်မူကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ပါသည်